အားလုံးပဲမင်္ဂလာပါရှင်အခုတကြံကြပြီနော်ဘလို့များဖြတ်တန်းဖို့ရည်ရွယ်ထားတယ်ကျမကတော့လုံးဝ feel မရှိတော့ဘူးဘာပဲပြောလေကျမတို့မြန်မာပြည်အတွက်တကြံကရဲ့ကြီးခါကြီးဖြစ်နေတဲ့အတွက်အားလုံးကိုစုမုံကောင်းတောင်းပေးမယ်နော်မင်္ဂလာတကြံနဲ့အတူကျမတို့ပြည်သူပြည်သားများအားလုံးရေလိုအေးမြပြီးအပူများကင်းစင်ရပါစေမကောင်းသောတဘာဝဘေးဒဏ်အားလုံးမှရတ္တပံရတ္တပံရတ္တပံအများကြီးကြွေကွင်းနိုင်ပါစေဒီနေ့ပေါ့နော်ကျမတို့အများပြည်သူတောင်းဆိုထားတဲ့ ပြောစေချင်တဲ့စကားကိုလိုရင်းတူရှင်ပြောကြ။အများပြည်သူရဲ့အာယုံထဲမှာဇဝေဇဝါဖြစ်နေပြီဆိုရင်ကျမသာသူ့ရဲ့ရှူထောင်သူ့နေရာကဖြစ်ခဲ့ရင်စည်ရင်ကန်စည်ရင်စစ်ကိုခေါ်ပြီးမှစည်ရင်ရှင်းတာလုပ်ပြီးထုတ်ပြလိုက်တော့မယ်။ဘာဖြစ်လို့ကျမအဲ့လိုအကြံပြုလဲဆိုတော့သူဟာအခြားမျိုးသမီးနဲ့မတူတဲ့အများပြည်သူရဲ့ချက်ချင်းမြတ်တာနဲ့ယုံကြည်မှုအပြည့်အဝရထားတဲ့အမျိုးသမီးမို့လို့အဲ့လိုပြောတာ။ကျမကိုပြောစေချင်တဲ့စကားတွေကအများကြီးပဲ။ဖတ်မပြတော့ဘူး။ ရုပ်ဆိုးပန်းဆိုးဝေဖန်ထားတာရဲ့တိတ်ခါကြစရာတွေဖြစ်နေတဲ့အတွက်ကျမခြုံပြီးပဲပြောတော့မယ်။ကျမမှလည်းအသက်က54ရှိပြီ။ထိုင်းငလင်ကြောင့်ကျမနေတဲ့ကွန်ဒို25လွာနေပြီ။တရက်ကိုအတက်အစင်3ချိန်လှုပ်လိုက်ရတဲ့အတွက်ကျမကိုကျမစိတ်ပိုင်းဆိုင်ရာကိုဘက်ထရီပြန်သွင်းရတော့မယ်ကွာ။အခုမှပြောပြီးလို့ကျမကိုစိတ်မဆိုးပါနဲ့နားလည်ပေးပါ။ကျမချစ်စရာတာကောင်းနေပြီ။ကျမချစ်စရာတာကောင်းနေပြီ။အသက်ရွယ်ရနေပြီလေ54လေး။ ဂယုမဆိုင်တာမျိုးလုံးဝမပါဘူးနော်တကယ်ကိုစိတ်ပင်ပန်းသွားလို့ဒီမှာယုတ်ကြည့်သိပါတယ်အကြည်ဓာတ်အပြင်းနဲ့အဲ့ဒီအကြည်ဓာတ်မျိုးကတေးဥဆောင်လို့ရတဲ့အရာမဟုတ်ဘူးနော်ဖះပေးမှတကယ်ရနိုင်တဲ့ဘွဲ့မျိုးပါသူ့ရဲ့လက်ထဲကိုရောက်သွားတဲ့ပတ်စံတွေအားလုံးဟာအများပြည်သူရဲ့ခစ်ကြမ်းထဲမှာမနဲ့တနဲ့ရှာယူထားတဲ့ချွေနှဲစာတွေဖြစ်တဲ့အတွက်သူကိုတန်တရားဝင်နေတဲ့ပြည်သူအများကိုသဘောပေါက်နားလည်လွယ်အောင်ကျမထောက်ပြမယ်ကျမတို့ပြည်သူကလည်းထမင်းစားတာဖြစ်တဲ့အတွက်သွားပြီးစဉ်းစားတွေးခေါ်လို့ရတယ် ူ့အတွက်လည်းပိုကောင်းသွားတယ်။ပြောပြီးပြီနော်။ကျမမဆုံးဖြတ်ပေးဘူးနော်။ကျမလိုအသက်ကြီးပြီးအတွေ့အကြုံအများကြီးဖြတ်တန်းခဲ့တဲ့မိန်းမမျိုးတို့မဟုတ်အခုစိန်ရောက်နေတဲ့အလမွန်တင်းလိုမျိုးသမီးမျိုးအများကြီးလိုအပ်တယ်။ကျမတို့ကချက်ချင်းမုန်းခြင်းမရှိဘူးနော်။မနာလိုနေတာမျိုးရောရှိသလား။လုံးဝမရှိဘူး။ဟုတ်တယ်နော်။ဘာဖြစ်လို့လဲဆိုတော့ဖြတ်တန်းနေတဲ့ lifestyle ကမတူနေဘူးလေ။အဲ့ဒါအဖြေပဲ။ ကျမကျင်လည်ဖြတ်တန်းခဲ့တဲ့ဒီဘဝကြမ်းကြီးပေးလာတဲ့တင်ကန်းစာဟာဒီအတက်ရွယ်မှာတော့လူတယောက်ကိုအကဲခတ်လိုက်ပြီးဆိုရင်အကြည်တက်ထွက်သလားလို့ကျမအရင်သုံးသပ်တာလူတွေရဲ့စိတ်ကအချိန်ခါနဲ့အမျှဖြစ်စဉ်ပေါ်မှာဗူတည်ပြီးတော့လောဘဒေါသမောဟစကံပိုင်းအတွင်းသူပြောင်းလဲတတ်လို့လေ ဖျားမဟုတ်နေတဲ့ပုထုဇဉ်လူသားမို့လို့ဘသူမှငင်းလို့မရအောင်ကျမလည်းဖြစ်တတ်တယ်ဒါကြောင့်စကားကိုအလဲဆန္ဒကပဲပြောသွားမယ်လူသားပီပီလွတ်သွားတတ်တဲ့အတိတ်တရားကိုတတိပြန်ကပ်ဖို့လောက်ပဲတတိပေးနိုင်တာလူတွေမှလည်းခက်တယ်တိလားတိပေးတိုင်းတာဝင်တက်တဲ့အုံနောက်ကရှိနေတဲ့ဆိုရင်ကျမတို့မြန်မာပြည်မှာရှိတဲ့ဖုံးတော်ကြီးတွေအများအန်းတရားပါဟောစရာလူတော့လေတရားယုံတို့ထောင်နေဆိုတာလည်းရှိတော့မှာမဟုတ်ဘူးလေဒါကြောင့်စကားထဲမှာစကားပါတာမျိုးပဲကျမပြောနိုင်တယ်အဲ့ဒါဘာအတွက်လဲ အများပြည်သူတန်တရာကင်းပြီးဇွေးစွားမဖြစ်အောင်ခက်တာကျမတို့မြန်မာပြည်ထဲမှာရှိတဲ့တော်တော်များများလူကအဖက်ကဂျင်းထဲ့နေတာကိုတိတိနဲ့ငါနဲ့မဆိုင်ဘူးငါရှာမရှိခြင်းဘူးငါရမပြားခြင်းဘူးဆိုတဲ့လူတွေကြီးပဲဒါကြောင့်လေကျမတို့ကကိုယ်ထမေးကိုစားပြီးဆရာကြီးထွက်လို့ဆရာဘာအကြောင်းမှမရှိဘူးဘု து အတွက်လဲ ကျမတို့မြန်မာနိုင်ငံကပြည်သူတွေအတွက်ဒီလိုအမှန်ကိုပြောရဲဆိုရဲတဲ့လူတွေအများကြီးလိုအပ်နေသေးတယ်။စပြောမနော်မရပါရင်ထောက်ပြပါဖလှယ်မယ်။အရင်ကတော့အလူငွေတွေအားလုံးကိုမပြောဘူးဒါပြီးခဲ့ပြီးသားမို့လို့အခုဒီငလင်မှာအများပြည်သူရဲ့စိတ်ထိခိုက်မှုအတိုင်းတာနဲ့တနာကျင်နာတဲ့မေတ္တာစိတ်နဲ့ငွေအားဟာလဲအဲ့ဒီအချိန်နဲ့ညှက်တက်လာပြီးတော့တိမ်ပေါင်းဂရေဂရာတွေဖြစ်ကုန်တာပေါ့။ကျမတို့ပြည်သူတွေကဘာကြောင့်တခဏတည်းသူ့ကိုလွဲတယ်လဲရှင်းရှင်းလေးပဲ။ ယုံကြည်လို့မေတ္တာရှိလို့အားလုံးကထမင်းစားတာလေလက်အတယောက်မှမပွားဘူးအဲ့ဒီမေတ္တာစိတ်ကြောင့်သူ့လက်ကိုငါးပြီးဆင့်လူလိုက်တဲ့သဘောသူပန်ထားတာတွေဖွက်ထားတာတွေဆင်ထားတာတွေကျမတကယ်မသိခဲ့ရုံအမှန်ဒါကြောင့်သူ့တန်ဖိုးကိုကျမမပြောတတ်ဘူးအခုအွန်လိုင်းမှာတက်တဲ့အထောက်ထားတွေနဲ့ထောက်ပြလာတဲ့အဲ့ဒီချက်တွေကြောင့် brand new နေတဲ့ကျမသားကြီးကိုမေးလိုက်တယ်အဲ့ဒါတွေကဘလောက်တန်ဖိုးရှိသလဲဆိုတော့ကျမသားကြီးကပြောတယ်အစ်စ်ဖြစ်ခဲ့ရင်တန်ဖိုးမနေဘူး तू ကအမှုပညာရှင်မင်းသမီးဒါပေမဲ့ အရန်နာမည်ကြီးတဲ့အမင်းသမီးထဲမှာမပါဘူးတဲ့။သူရတဲ့အမှုပညာရှင်ကြီးနဲ့ဒီပစ္စည်းတွေဝယ်နိုင်သလားဆိုတာကျမမပြောနိုင်ဘူးကျမလည်းမသိဘူးသူရဲ့အမှုပညာကြီးဘယ်လောက်ရတယ်လဲရလာတဲ့အမှုပညာကြီးနဲ့ဒီပစ္စည်းတွေကိုဝယ်နိုင်သလားဆိုတာရုပ်ရှင်လောကအမှုပညာလောကဒါပဲပိုသိတယ်ကျမကစီးပွားရေးသမားပတ်စံကိုတမာစီဝါနဲ့ရအောင်စူးစမ်းပြီးရှာမယ်ပြီးရင်စမယ်တောက်မယ်ပို့တာကိုလုပ်မယ်အလမွန်တင်းပြောတဲ့စကားကိုသုံးပြစီ စီလူးတဲ့လက်စီပေတတ်တယ်စားတာတောက်တာသွားတာလာတာခလေးအတွက်အရာရာအားလုံးကိုလက်ခံလို့ရတယ်ကို့အတွက်နည်းနည်းပပဖယ်ပြီးအသုံးချလိုက်တာကိုလည်းလက်ခံလို့ရသေးတယ်အများပြည်သူကလည်းဒါကိုလက်ခံပေးရမယ်ကျမဆိုလိုတာကနည်းနည်းပပကိုပြောတာကိုကြီးကိုတာကို့အပေါ်မှာမွန်းမှန်တာများသွားတဲ့အခါကျရင်ခုလိုမျက်စိတောက်ထောက်ပြီးထောက်ပြစရာတွေပေါ်ပေါက်လာစေတာပေါ့